နေလူပွဲမှာအတန်မကောင်းမေးသချင်းဆိုပေမယ့်သိန်း20စုချခံလိုက်ရတဲ့အောင်ရဲလင်းအခုရက်ပိုင်းမှာမင်းသားအောင်ရဲလင်းတယောက်နေကအလူပွဲဆက်ပွဲတစ်ခုမှာသချင်းသွားဆိုခဲ့ရကနေဝေဖန်မှုတွေရောအန်အိုးစရာတွေပါတပြိုင်မတည်းထွက်ပေါ်လာခဲ့ပါရီအန်အိုးစရာကပါလေဆိုတော့သူသချင်းဆိုတာအတန်မကောင်းမှုကီးမွင်ဘူးလို့ဝေဖန်ခံရတဲ့ဇာတွေကနေအိတ်ပွဲမှာရင်စုချင်းငွေသိန်း20ချိမြခံခဲ့ရလို့ပါပဲပရိသတ်ကြီးတို့သိကြတဲ့အတိုင်းမင်းသားအောင်ရဲလင်းဆိုတာမြန်မာတိုင်းနိုင်ငံလုံးကမင်းကလေးပရိသတ်တွေရဲ့အသေးဆွဲပါ သူရဲ့ရုပ်ရည်ကကိုရီးယားမင်းသားတွေထက်တာမှချောရည်ဆိုပြီးတင်စားခေါ်ဝါရလာအောင်ခင်ညာစမဲ့ကြလာသူပါသူရဲ့ရုပ်ရည်သူရဲ့တရုပ်ဆောင်ကားမှုတွေကြောင့်ထိတ်တဲမင်းသားတယောက်ဖြစ်နှစ်ပေါင်းများစွာရက်တီလာနိုင်ခဲ့ပါပါဒါကြောင့်လေသူရဲ့လှူရှားမှုတိုင်းကိုပရိသတ်တွေကအမြဲတမ်းစိတ်ဝင်စားစောင့်ကြည့်နေကြတာဖြစ်ပါရင်အခုခင်မကရုပ်ရှင်မင်းသားမင်းသမီးတွေဟာတရုပ်ဆောင်တာတကူရဲနဲ့မလုံလောက်တော့ပါဘူးနေဝဲရီရှိဝဲရီမှာသချင်းဆိုပြီးတော့ဝင်ငွေရှာနိုင်မှုပရိသတ်နဲ့နှိစက်ဖို့သချင်းဆိုတာကိုပါကြံထားရပါရည် အချို့ဆိုရင်မင်းသားအေးချမ်းမောင်တို့လိုတချင်းဆိုတာအကားချင်နာတွေပါတီးတန့်တင်ယူနေကြရပါပြီဒီချိန်မှာပဲမင်းသားအောင်ရင်လေးတယောက်ပြီးခဲ့တဲ့ရက်ပိုင်းကနေမျိုးတစ်ခုကလူဝဲမှာလူရှင်တော်စူပါဘေးတော်ရဲ့ဇက်ဖွဲ့တစ်ခုနဲ့တူသွားရောက်ဖျော်ဖြေခဲ့ပါရီဒီဝဲမှာသူတချင်းဆိုခဲ့တဲ့ PO5 နဲ့ online ပေါ်တက်လာတဲ့အခါမှာတော့ဝေဖန်မှုတွေစုညံသွားခဲ့ပါရီပရိသတ်ကျောင်းအောင်ရင်လေးအတန်ကသေးတယ်အတန်ကြောင့်နဲ့တချင်းဆိုတာဂီလုံးဝမဝင်ဘူးနားထောင်ရတာအဆင်မပြေဘူးဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါရီ ဒီဝေဖန်မှုတွေကြားရကအာသင်းဆရာအကောင်းဆုံးချက်ကတော့သူအဲ့ဒီကိမဝင်မဲနဲ့စုံနေတဲ့ကြားထဲမှာပဲပွဲလာကြည့်တဲ့ပရိသတ်တွေဟာသူ့ရဲ့ချုံမောခံကြတဲ့ရုပ်ရည်ကိုမြင်ရတာနဲ့တင်းချင်းနဲ့ပြီးတော့ဝိုင်းဝိုင်းလေးအားပေးခဲ့ကြတာပါပဲတရင်းရဲ့ဖော်ပြချက်ရအဲ့ဒီအလူပွဲမှာရင်အောင်ရဲလင်းကိုစုချင်းမြင့်ဝေးတိ30ဒီရှိခဲ့တယ်လို့ဆိုပါရင်ဒါကသချင်းစုံမကောင်းဘူးလို့ဝေဖန်ခံရသူတယောက်အတွက်တော့မယုံနိုင်စရာဆုလည်းတခုပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့မာကန်ပရိသတ်ချက်ဝါလည်းပြန်လည်ခုခံကောက်ဝဲပေးခဲ့ကြပါရင် သူတို့ကအောင်ရင်လင်းကအစိုးရမဟုတ်ဘူးတရုတ်ဆောင်ဖြစ်ကြောင်းပြီးတော့သူက KTV တောင်မသွားဘူးလေရိုးသားတဲ့သူမလို့တချီကင်းပူရင်နော်အတန်ကြောင်တာမဆမ်းဘူးဆိုပြီးတော့ရေးသားပြောဆိုကြတာကိုလည်းတွေ့ရပါတယ်ဒီဖြစ်စဉ်တစ်ခုလုံးပေါ်မှာပြည်သက်တည်းရဲ့အမြင်ကနှမျိုးကွဲနေပါတယ်ပထမအမြင်တစ်ခုကတော့အောင်ရင်လင်းတွေစိတ်မကောင်းမှုဆိုတဲ့အမြင်မှာသူတို့ကအောင်ရင်လင်းလိုထိတ်တဲစီနီယာမင်းသားတယောက်ကရုပ်ရှင်ကားကြီးတွေမကြိုက်ရတော့လို့ဒီလိုအလူပွဲဆက်ပွဲတွေလိုက်လံတီးဆိုးဖြစ်ပြရတာဟာအစင်တဲကြာစင်သွားတယ်လို့သုံးသပ်ကြပါတယ် တကယ်လေခုချိန်မှာအောင်ရလင်းရဲ့နောက်မှာအောင်မြင်လာတဲ့မျိုးဆက်တဲ့မိသားစုဖြစ်တဲ့အေဂျင့်မောင်နေဝင်းတို့လိုလူငယ်တွေကရုပ်ရှင်ဇာတ်ကြီးတွေစက်တိုက်ချိုက်ကိုနေရပြီးကယ်ဒမီစုတွေပါပိုင်ဆိုင်နေကြချိန်မှာဒီလိုမျိုးနောက်တဲ့မိသားစုတွေကအရှိန်ဟုန်နဲ့တက်လာချိန်မှာစီနီယာဖြစ်တဲ့အောင်ရလင်းကစက်ပွဲတွေလိုက်နေရလို့သူ့ရဲ့ဖန်တွေကစိတ်မကောင်းဖြစ်နေကြပါရင်ဒါပေမဲ့ဒုတိယအမြင်တစ်ခုကတော့ဒါကောလုံးဝလက်မခံပါဘူးဒီပရိသတ်တွေကတော့အောင်ရလင်းဟာသုံးစားလို့မကုန်တဲ့တတိသားတူဖြစ်ကြောင်းပတ်စံမလို့ကြောင်းထောက်ပြကြပါရင် ဒီလိုလူဝဲကိုလိုက်တာဇပွဲရင်မှာဆိုတာပြင်လို့ဒါမှမဟုတ်ဝါသနာရသွားရောက်ပြပြတာဖြစ်နိုင်တယ်လို့ဆိုကြပြန်တာပါ။ဘာဖြစ်ဖြစ်မင်းသားအောင်ရင်လင်းတရားအတတ်မကောင်ကီးမွေမှုဆိုတဲ့ဝေဖန်မှုတွေကြားကနေစုချင်းငွေသိန်း20ရရှိသွားတာကတော့တကယ့်ကိုထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ဘီယိုကြီးရှုနေတဲ့ပြည်သက်တရားရောဒီကိစ္စပေါ်မှာဘလို့မြင်ပါသလဲ။ဒါဆီနီယာမင်းသားတယောက်ရဲ့စင်တန်ကြာဆင်းသွားစီရဲ့လို့ထင်ပါသလား။မိမိရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။